င်္ဂလာပါဒီနေ့တော့ကျအုမွန်ညင်းချင်းကြောလှုပ်ရှားမယ်မွန်ညင်းချင်းကအွန်လိုင်းကနေဝယ်လာတဲ့ရှမွန်ညင်းချင်းလေးပါဒီအတိုင်းစားရင်လည်းအရန်ကောင်းတယ်သူကကျွတ်ကျွတ်နဲ့ဆက်ဆက်လေးလေးအားစားလို့ကောင်းတယ်ဒါပေမဲ့ဒီနေ့တော့ကျအုနဲ့ကြောစားမယ်အရင်ဆုံးစီအနေငယ်ထည့်မယ်စီပူလာရင်တော့မွန်ညင်းချင်းကိုထည့်လိုက်မယ် မွန်ရင်ချင်းနဲ့နည်းနည်းလေးချက်လာပြီဆိုရင်တော့တခြားသုံးစွန်းထက်မယ်တခြားကိုစိုက်တလောက်ထည့်လို့ရပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့မွန်ရင်ချင်းကတော်တော်လေးကိုချင်ပါတယ်ပြီးရင်အရသာမွန်သုံးစွန်းထက်မယ်ပြီးရင်သမအောင်မွေမယ်နော် ပြီးတော့ကျက်ဥလေးလုံးကိုပကံထဲခွဲထည့်ပြီးကျက်ဥခောက်မယ်ကျက်ဥမခောက်ဘဲထည့်ချင်လည်းရပါတယ်နော်အဲ့ဒါလည်းတမျိုးစားလို့ကောင်းတယ်ပြီးရင်ကျက်ဥကိုလောင်းထည့်လိုက်မယ်ကျဥကြည့်တော့မှာဆိုလို့ဖြည်းဖြည်းချင်းမွေမယ်နော် ဆိုရင်မုံရင်ချင်းနဲ့ကျအူကနည်းနည်းချက်လာပြီမလို့အနံ့လေးကမှွေးထွက်လာပါပြီစားချင်စရာလေးပါတခွားဒီလေးကိုလီးမယ်ပူပြီးလာပူပြီးစားချင်းစပွဲဖြစ်အောင်လို့ပကံနမ်းမှစီလိုက်မယ်။ပြီးလို့ရှိရင်ကြော်ထားတဲ့ကျုပ်ဥမုံရင်ချင်းလေးကိုခူးထည့်လိုက်မယ်။ပြီးရင်တော့စားလို့ရပါပြီ။ ားလို့ကောင်းလွန်းလို့မျှဝေပြစေနော်ကြည့်ရှုအားပေးကြသူအားလုံးလည်းစမ်းမရှင်လန်းချမ်းမြေ့ကြပါစေ